အခုဆက်ပြီးမက်ရှလ9ရက်နေ့ကနေ17ရက်နေ့ထိဈေးကွက်တွင်တည်ကြနိုင်ပြီဖြစ်သွားတယ်။လေယာထုတ်ကုန်ဒီနန်စင်တော်တွေကို ပြောပြပေးချင်ပါတယ်။မက်ပေအခွန်လို့တင်တွင်ခွင်ကိုအိန္ဒိယဆူရကတနစ်တတန်ထန်တူပေးလိုက်တယ်လို့ထုတ်ပြန်ပြီးနောက်ပိုင်းမှာတော့ကြဆင်းနေတဲ့မက်ပေစီကပြင်းပြစ်တလာတာကိုတွေ့ရပါတယ်။ရန်ကုန်ပြည်နယ်ကုန်စည်တိုင်းဈေးကွက်မှာတော့မက်ရှလ10ရက်နေ့ကမ ပဲ FAQ တံတန်းကို29သိန်း6500ကျပ်တာပေါက်ဈေးရှိခဲ့ပေမဲ့မစ္စလာ7ရည်နေမှာတော့တံတန်းကို7သိန်း30နဲ့4200လောက်ထိပြင်မြင့်တက်လာပါရယ်။တရက်အတွင်းတံတန်းကိုငွေကျပ်4800လောက်မြင့်တက်ခဲ့တာပဲဖြစ်ပါရယ်။ပဲတဲ့ငောင်းကလည်းအိန္ဒိယနိုင်ငံကအခွန်ကင်းလို့တင်သွင်းခွင့်တက်တန်းတိုးပေးထားတဲ့အတွက်ဈေးတက်ရိုက်ပြနေပါဗျ ရန်ကုန်မြို့နောက်ကုန်စည်တိုင်းမှာမလ10ရက်နေ့ကပဲသိန်းကုန်တီတန်းကို33သိန်း2000ကျပ်လောက်သာပေါက်သေးရှိခဲ့ပေမဲ့မလ17ရက်မှာတော့တန်းကို33သိန်း4500ကျပ်ထိမြင့်တက်လာတာကိုတွေ့ရပါတယ်။တရက်အတွင်းတန်းကို4300ကျပ်လောက်ပြန်မြင့်တက်လာတာဖြစ်ပါတယ်။စောတင်ပေါ်ထွက်ခြင်းဇန်နဝါရီလကဈေးကျဆင်ခဲ့တဲ့အာလူကတော့ဈေးအနည်းငယ်ပြင်းပြသလာပါရဲ့ ရှမ်းပြည်နယ်အောင်ပန်းကုန်းစီတိုင်းမှာတော့မတ်လ6ရက်နေ့ကအာလူး S1 S2 ကတပိတ်တာကို3600ကျပ်အာလူးမားကတ် S1 S2 ကတပိတ်တာကို4000ကျပ်နဲ့ OK အာလူးကတော့တပိတ်တာကို3400ကျပ်လောက်တာပေါက်ဈေးရှိခဲ့ပြီးမြဲမတ်လ17ရက်နေ့မှာတော့အာလူး S1 S2 ကတပိတ်တာကို4000ကျပ်အာလူးမားကတ် S1 S2 ကတပိတ်တာကို9000ကျပ်နဲ့ OKR လူကတော့တပိတာကို3600ကျပ်အထိအသီးသီးမြင့်သက်လာတာကိုတွေ့ရပါတယ်။ရန်ကုန်ပြည်နယ်ကုတ်စီတိုင်းဈေးကွက်မှာတော့တရုတ်အလူကတပိတာကို3000ကနေ4000ကျပ်လောက်ထိမြင့်တက်လာပါတယ်။ပြီးခဲ့တဲ့အပတ်ကဈေးကွက်ပေါင်စင်းနဲ့ရှင်ရင်တော့အလူတပိတာကို900ကနေ1000ကျပ်လောက်ထိမြင့်တက်လာတာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးထားတဲ့ဒီနယ်စီနယ်တွေကအချိန်နဲ့မျှပြောင်းလဲမှုတွေရှိနေပါတယ်ရှင်။